အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ဘဝပေါင်း900ခန်းရတဲ့ဝတ်ကြွေပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာဟိုးရှိရှိတော့ငါပေါ့ဗျာပုံနာကြီးတယောက်ရှိပါတဲ့ကွယ်အဲ့ဒီပုံနာကြီးရဲ့ရိုးရတဲ့လေးနဲ့ကိုကွယ်မှုကရစ်ပူဇော်ခြင်းပဲဖြစ်ပါတဲ့ကွယ်ပုံနာကြီးဟာရစ်ပူဇော်ပွဲမှာ ကြွယ်နွားစိတ်ဝက်ကြက်တွေကိုတက်ဖြတ်ပြီးရစ်ပူဇော်ပတ်တားရတာပေါ့ပတ်တားတယ်ဆိုတာကတော့တင်မြောက်ပူဇော်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ပုံနာကြီးကရစ်ပူဇော်ပွဲကိုချင်းချင်းတဲတဲကျင်းပပါတော့တယ်တက်ဖြတ်ပြီးပူဇော်ပတ်တားရမယ့်ကြွယ်တွေနွားတွေဝက်တွေကြက်တွေကိုတော့သူကရထားပြီးပါပြီဒါပေမဲ့ပုံနာကြီးကစိတ်တကောင်ကိုတော့မရသေးဘူးဖြစ်နေတာပေါ့ကွယ်အဲ့ဒါလို့ねလူနေသေးတဲ့စိတ်ကိုမရရအောင်ရှာမယ်ဆိုပြီး ပုံနာကြီးကိုယ်တိုင်စိတ်ကိုရှာရန်တော်တဲ့ကိုထွက်လာခဲ့ပါတော့တယ်တော်တဲ့ကရွာတွေကိုတရွာဝင်တရွာထွက်တတော်ဝင်တတောင်တက်ပြီးစိတ်ကိုရှာပုံတော်ထွက်လာခဲ့ပါတော့တယ်အဲ့ဒါလို့နဲ့စိတ်ကိုမတွေ့ရသေးဘူးဖြစ်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပုံနာကြီးကစိတ်အော်တန်ကိုကြားလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပုံနာကြီးကတောင်တောင်ရဲ့ကြားမှာရောက်ရှိနေတာပေါ့ကွယ်စိတ်အော်တန်ကြားတဲ့စီကိုပုံနာကြီးကတွားလိုက်တာပေါ့ဗျာ ။အဲ့ဒီအချိန်မှာခုံပေါက်မြူတူပြီးအစာစားနေတဲ့စိတ်တကောင်ကိုပုံနာကြီးက တွေ့မြင်လိုက်ရတော့တယ်။စိတ်ကိုတွေ့မြင်လိုက်ရတော့ပုံနာကြီးကအင်မတန်ဝမ်းသာသွားတဲ့ကွယ်။အဲ့ဒီအခါပုံနာကြီးကအလိုဝဝဖြူဖြူတက်မှထွားဆိုင်တဲ့စိတ်ကြီးတကောင်ပါလားကွ။ငါရဲ့ရစ်ပူဇော်ပွဲအတွက်ဒင်းကိုအမိအယဖမ်းမရတော့မယ်။အဲ့ဒလုံနဲ့တောင်ဆောင်မှာအစာစားနေတဲ့စိတ်ကိုပုံနာကြီးကအမိအယဖမ်းဆီးလိုက်ပါတော့တယ်။ပုံနာကြီးကစိတ်ရဲ့ဂုတ်ရည်ကိုစုပ်ဆွဲထားလိုက်တာပေါ့ကွယ်။ စိတ်ကရုံထွက်မနေတော့ပဲပုံနာကြီးရဲ့လက်ထဲကနေမလွတ်တော့ဘူးပေါ့ဗျာအဲ့ဒီအခါစိတ်ကအတင်ပုံနာငါ့ကိုအဘယ်ကြောင့်ဖန်ဆီးရပါတလဲပုံနာကြီးရဲ့လက်ထဲမှာရှိနေတဲ့စိတ်ကလေးကမိလိုက်ပါလီရောပုံနာကြီးကငါရဲ့ရစ်ပူစော်ပွဲမှာနင့်ကိုစတေးဖို့ဖန်ဆီးရတာပေါ့ပုံနာကြီးရဲ့စကားကိုကြားလိုက်တော့စိတ်ကလေးကတဟာဟာနဲ့ရေပြီးတဟီဟီနဲ့ငိုကြွေးတော့ပါတဲ့ကွယ်ပုံနာကြီးကဟဲ့စိတ်တဟာဟာနဲ့ရင်မောလို့တဟီဟီနဲ့ငိုကြွေးလိုက်နဲ့ တီမာကြောက်လို့စိတ်ဖောက်ပြားရှင်းအောင်စောင့်နေတာလားကွအဲ့ဒီအခါစိတ်ကတီမာကြောက်လို့စိတ်ဖောက်ပြားနေတာမဟုတ်ပါဘူးပုံနာကြီးရဲ့ဝမ်းတာလွန်းလို့ရင်မိတာပါနောက်ပြီးအတင်ပုံနာကြီးကိုလည်းတနာလွန်းလို့ငုံမိတာပါဗျနောက်ပြီးအတင်ပုံနာကြီးကိုလည်းတနာလွန်းလို့ငုံမိတာပါအဲ့ဒါလို့စိတ်ကပြောလိုက်တော့အလိုတစ်စကားကအစမ်းကျဲလာပါလားကွဘာကြောင့်ဝမ်းတာပြီးငါ့ကိုဘာကြောင့်တနာတဲ့ဆိုတာရှင်းပြစမ်းပါဦးအဲ့ဒီအခါစိတ်ကြီးကအတင်ပုံနာကြီး ကျွန်ုပ်ရှင်းပြပါမယ်အသေးအချာနားထောင်ပါပုံသားကြီးငါဟာဟုတ်အရင်ဘဝပေါင်း499ဘဝတုန်းကအသင့်လိုပဲပုံသားကြီးတယောက်ဖြစ်ခဲ့ပါတယ်အသင့်လိုပဲရစ်ပူဇော်ပွဲကိုကျင်းပပေးခဲ့တဲ့ပုံသားကြီးတယောက်ဖြစ်ခဲ့တယ်အဲ့ဒါလိုပဲရစ်ပူဇော်ပွဲမှာစိတ်တကောင်ကိုတက်ပြီးရစ်ပူဇော်ပေးခဲ့တယ်စိတ်ကိုတက်မိခဲ့တဲ့အတွက်ပါဏာတိပါတာကံကြောင့်ငါဟာပုံသားဘဝကနေကွယ်လွန်သွားတဲ့အခါမှာစိတ်ဘဝကိုဖြစ်ခဲ့ရတယ်ဖြစ်ခဲ့ရတဲ့စိတ်ဘဝတိုင်းမှာလည်း ငါကျွလွန်ခဲ့တဲ့အတိုင်းပဲငါလည်းကိုဖျက်ပြီးအသက်ခံရတာကြီးပဲအသက်ခံရတဲ့ဘဝပေါင်းကလေ400နဲ့69ဘဝကိုရှိနေခဲ့ပြီ ပုံသားဘဝတုန်းကတခါတက်ခဲ့ဘူးတဲ့ပါဏာတိပါတာကံအကျွေးတစ်ခုကိုဘဝပေါင်း900တိုင်အောင်ငါပြန်လဲပေးဆက်မအကျွေးကြည့်မှာဖြစ်ပါတယ်ယခုဘဝဟာနောက်ဆုံးအကျွေးဆက်ရမယ့်ဘဝဖြစ်ပါတယ်ဒီကနေ့ပုံသားကြီးကငါ့ကိုဖမ်းပြီးရစ်ပူဇော်ပွဲအတွက်တက်တော့မှာမဟုတ်လားနောက်ဆုံးပေးဆက်ရမယ့်ဝတ်ကြွေးကို ဒီကနေ့အကြေဆက်ခွင့်ကြုံရပြီဖြစ်တော့ကြောင့်ဝမ်တလွန်းလို့ရေမိတာပါပုံနာကြီးရယ်ဆိုပြီးပြောလိုက်ပါတော့တယ်။ပုံနာကြီးဖန်ထားတဲ့အစိတ်ကလေးကရေမိတဲ့အကြောင်းကိုဆက်ပြီးရှင်းပြလိုက်ပါတော့တယ်။ပုံနာကြီးကလည်းအသိကံဝတ်ကြွေးကြည့်အောင်ပိဆက်ခွင့်ကြုံတာကြောင့်ဝမ်တလွန်းလို့ရေတာကတော့ဟုတ်ပါပြီကွ။ဒါပေမဲ့ငိုတာကဘာလို့လဲကွ။အဲ့ဒီအခါစိတ်ကြီးကအတင်ပုံနာကြီးကိုတနာလွန်းလို့ငုံမိတာပါ။ဟေးနင်ကငါ့ကိုဘာလို့တနာတာလဲ။ကျွန်ုပ်ရှင်းပြပါမယ်။ ဒီကနေ့ပုံနာကြီးကငါ့ကိုတက်ပြီးတော့ရစ်ပူဇော်တော့မယ်မဟုတ်လားငါ့ကိုတက်တဲ့ပုံနာကြီးလဲငါ့လိုပဲဘဝပေါင်း900တိုင်အောင်ဝတ်ကြွေးခံစားရတော့မှာလीအဲ့ဒါလို့ဘဝပေါင်း900တိုင်အောင်အတင်ပုံနာကြီးခံစားနေရမယ်ဝိဒုက္ခကိုတွေးမိပြီးအတင်ပုံနာကြီးကိုတနာလို့ငုံမိတာပါဗျစိတ်ပြောနေတာကိုကြားတဲ့အခါပုံနာကြီးလဲတုံလုံထိတ်လန့်သွားပါတော့တယ်ဘဝပေါင်း900တိုင်အောင်ခံစားရမယ်ဝတ်ကြွေးကိုတွေးပြီးတော့ကြောက်ရွံ့နေတာပေါ့ကွယ်စိတ်ရက်လေကကိုလဲဖန်ဆုပ်မထားတော့ပဲလှုပ်ပေးလိုက်ပါလိရောတဲ့ကွယ် ူတပားရဲ့အသက်ကိုတက်ခဲတဲ့ပါဏာတိပါဒကံကိုမကျူးလွန်ရတော့ပါဘူးဖြစ်နေတာပေါ့ကွယ်အဲ့ဒီအခါပုံနာကြီးကအသင့်လိုပဲခံရမဲ့ဝတ်ကြီးကိုငါကြောက်မိတယ်ဒီကနေ့ကစပြီးသူတပားအသက်ကိုတက်တဲ့ပါဏာတိပါဒကံအမှုကိုငါမပြူတော့ပါဘူးဒီနေ့ကစပြီးစွန့်လွတ်လိုက်ပါပြီအမြင်မှန်ရပါပြီဆိုပြီးကျေးဇူးရှင်အဖြစ်တက်မှတ်လိုက်ပါလိတော့တယ်အဲ့ဒီနောက်မှာတော့ပုံနာကြီးကစိတ်ကြီးကိုအသင့်ကိုငါကိုယ်တိုင်ကောင်းစွာကျွေးမွေးပြီးပြုစုဆောက်ရှောက်ပါရစေငါစီလိုက်ခဲ့ပါတော့လို့ပုံနာကြီးကစိတ်ကြီးကိုခေါ်လိုက်လိတော့တယ် စိတ်ကြီးကလည်းအတင်ပုံနာကြီးအတိတရားနဲ့ဆင်ခြင်ပြီးအမြင်မှန်ရထားတဲ့အတွက်ဝန္တာလွန်လာပါတယ်အတင်ပုံနာကြီးခွဲရနောက်ကိုကျွန်ုပ်လိုက်ခွင့်မရတော့ပါဘူးဘာလို့လဲဆိုတော့ဒီကနေ့ဟာငါအတွက်နောက်ဆုံးဘဝနောက်ဆုံးနေ့ရက်ရောက်နေပါပြီအတင်ပုံနာကြီးကအမြင်မှန်ရလို့ငါကိုမတက်ပဲလှုပ်ပေးလိုက်ပေမဲ့ငါမနေရတော့ပါဘူးကန်စီမန်ရကိုငါခံရပါတော့မယ်စိတ်ကြီးကလည်းပုံနာကြီးကိုပြောပြီးထွက်သွားပါလိရောတဲ့ကွယ်ပုံနာကြီးစီကနေပြေးထွက်တာတဲ့စိတ်လေးကိုငေးကြည့်နေတဲ့အချိန်မှာပဲ ရုတ်တရက်မိုးကြီးလေးကြီးကျလာပါလေရောတဲ့ကွယ်မိုးချိန်တက်တွေကလည်းတချင်းချင်းနဲ့မိုးချိုပြတ်တန်တွေကိုပါကြားနေရတဲ့ကွယ်အဲ့ဒီအချိန်မှာစိတ်ကလေးဟာမိုးချိုပြစ်ခံရပြီးတေစွာရရှာပါလေရောတဲ့ကွယ်ပါဏတိပါဒကံကြောင့်တေပွဲဝင်သွားရတဲ့စိတ်ကလေးကိုပုံနာကြီးမြင်နေရတော့ပေါ့ကွယ်ပုံနာကြီးတခုလုံးကလည်းတဆက်ဆက်တုံရင်ပြီးတော့စက်သိန်းတွေပါထလာပါတော့တယ်အဲ့ဒီအခါသူတပါအသက်ကိုတတ်မိခဲ့တဲ့ဝိကျေကပြင်မလွတ်ပါလားဆိုပြီးတော့ ပုံနာကြီးဟာအဲ့ဒီနေ့ကစပြီးသူတပားအသက်ကိုဘယ်တော့မှ မတက်တော့ပါဘူးတဲ့ကွယ်သူအသက်ကိုတက်ရှင်ကိုလည်းတသက်လုံးချောင်ကျင်သွားပါတော့တဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအစွမ်းအထည်အားပေးနှဆင်သွားကြတဲ့ပရိသတ်များအလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်နေ့တွေမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ